အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ကျမတို့မြန်မာစာအုပ်စုနံပါတ်စဉ်လေးကနေပြီးတော့မှဘဝသည့်ပညာပေးပုံမြင်တဖို့အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပုံမြင်လေးရဲ့နာမည်ကိုတော့ဂျေဇူတရားလို့ခေါ်တဲ့ဆရာမကြီးတပောင်းစိုက်စာရေးတာထားတဲ့ကချင်တိုင်းရင်းသားပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်ဒီပုံမြင်လေးကိုတော့2021ခုနှစ်မှာထုတ်ဝေခဲ့ပြီးတော့စာအုပ်ရင်း900တတိယကိုလည်းပြန်ဝေထားပါတယ်ဒီပုံမြင်လေးထဲမှာဆိုရင်တော့အခုခေတ်လူငယ်တွေအတွက်လည်းသက်ဆိုင်လာတဲ့သင်ခန်းစာရေးများစွာပေါင်းရင်းတဲ့အတွက်ကြောင့်မို့လို့2000 ့သူတွေအတွက်လည်းအကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ကျမတို့တင်ပြသွားမယ့်ပုံရင်လေးကိုစိတ်ပါဝင်စားစွာနဲ့နှောင့်ပေးဖို့လည်းဖိတ်ခေါ်လိုက်ရပါရှင်။ PVN လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရနော်။ဟိုးရှိရှိတုန်းကကချင်ပြည်နယ်ရှိရွာကလေးတရွာတွင်တရေကြီးတအူးသည်သူ၏အလौဒမအပေါင်းဖော်များအားချံရံလျက်နေထိုင်သည် ထို့သောသောတထေးကြီးအလုတ်သမားများတဲ့တွင် နော်မာဟုအမည်ရှိသောကောင်းလေးတယောက်လည်းအပါအဝင်ဖြစ်သည်သို့ဖြစ်၍တခုသောနေ့တနေ့အချိန်တစ်ခုတွင်တထေးကြီးသည်၎င်း၏အနီးအနားပတ်ဝန်းကျင်၏မြိတ်တန့်အေဂျင့်မှုကိုသဘောကျနှစ်သက်ကလျှောက်လံအတိုင်းလျှောက်ထွက်ခဲ၍ကျွားအပြင်ရှိတောထဲသို့ပြန်ရောက်ရှိသွားလေတော့သည်လမ်းတစ်လျှောက်လုံးတွင်တဘာဝ၏အနှစ်သာရတို့ကို အပြေအဝခံစားကား သစ်ပင်ကြီးများပေါ်ရှိအယောင်အသွေးစုံလေးလာသောပန်းမှန်များ ထိုပန်းမှန်များဤတင်းပြန့်မွေးကျူလာသောရနန်းတို့ကြောင့်လာရောက်ကြည့်စဲလျက်ရှိသောအယောင်အသွေးစုံလေးလာသည့်လိပ်ပြန်ငယ်များ၎င်းတို့အပြင်ထိုရာတို့နှင့်တပါးသေးရှိသောတောအုပ်ထဲမှတေးဆုံငတ်တို့ဤဂီတတန်များစသည်ဖြင့်လှပသောတဘာဝဤအနှစ်သာရတို့သည် သူဤအနာတွင်ဝဲပြန့်လျက်ရှိရာတထေးဤစိတ်တို့သည်လည်း ထိုရာတို့၌သဘောကျနှစ်သက်၍နှစ်မျောသွားလေတော့သည် ထိုတို့ဖြင့်သူသည် သူ၏အရှင်ရှိ တွင်းနှက်ကြီးကိုမမြင်နိုင်တော့ပေရုတ်တရက်ဆိုသလိုထိုတွင်းနှက်သို့ပြုတ်ကျသွားလေတော့သည်အာအာတထေးသည်ထိုတွင်းနဲ့သူပြုတ်ကြကတွင်းအောက်ခြေတွင်ထူးဆန်းသောမြေခွင်တစ်ခုကို တွေ့လိုက်ရသည် ထိုအရာမှာသူနဲ့အတူတွင်းနဲ့ပြုတ်ကြလျက်ရှိနေသော မွေမြောင်နှင့်ဝတ်ဝန်တို့ပင်ဖြစ်သည်တထေးသည်၎င်းတို့အာမြင်သော ထိတ်လန့်ကြောင်ရိုရင်တုံ့လုံသွားသည်ထိုအခါတထေး၏အမူရအားကြီး၍ဝတ်ဝန်မှငါတို့မကြောက်ပါနဲ့ငါတို့လည်းမင်းလိုပဲជីတွင်းတဲ့ကိုမမြင်ပဲနင်းမိပြီးပြုတ်ကြတာတော့ကွာထိုတို့ပြောနေစဉ်မြောင်မစကားထောက်၍ဟုတ်နေဟုတ်တယ် ငါတို့ဒီလေမင်းလုံးပဲဒီတင်ထဲမျက်စိရှာမြင်ပြုတ်ကြလာတာအဲ့အမှုမင်းကိုငါတို့အန်တရင်မပြူဘူးစိတ်ချထိုစဉ်တိတ်ဆိတ်နေတော့မွေမစကားဆလာ၍အခုငါတို့သုံးအောင်ကတလီရဲစီရဲသူဖြစ်သွားပြီအဲ့တော့အရေးကြီးတာငါတို့ဒီကနေဘယ်လိုရုံထွက်နိုင်မလဲဆိုတာစဉ်းစားဖို့ပဲထို့သောဖြင့်တထေဝုံဝုံနေမြောက်တို့သည်ငွေဤစကားကိုထောက်ခံကား တရေသည်နေမနိုင်ညမနာပဲတွင်တမ်းမှနေ၍အကူညီအော်၍တောင်းလေသည်ပြို့လူရှိလားပြို့ကျွန်တော်တွင်းနဲ့ပြုတ်ကြနေလို့ကူညီကြပါဦးဗျာကူညီကြပါဦးထို့သောဖြင့်တထေးသည် နေရောညပါမနာပဲအော်ဟိအကူညီတောင်းရာကြာလာသောအခါတွင်လေချောင်းနာလာ၍အစာမရှိခြင်းနှင့်အိမ်မဝခြင်းတို့ကြောင့်ခန္ဓာကိုယ်သည်အာအိမ်ညော့နေလာသည် ကူညီကြပါဦးကူညီကြပါဦးဗျာတို့ဖြစ်၍တုံးရမြောက်နေ့တို့ရောက်တော့အခါတွင်အနီးရှိတရွဲ့ချောင်းများပေါ်သို့နင်းနေသည့်လူတအူးဤခြေတန်းကိုကြားလိုက်ရသည်တတိလဲချစ်ချင်းဆိုသလိုပင်အကူညီအော်တောင်းတော်သည် အမတ်စီစီတွင်နီးရှိလူငယ်သည်တတိဤအိမ်ချန်ဝန်းထဲရှိတဲတလုံးတွင်နေထိုင်သည့်နော်မဟုအမည်ရှိသောတောက်သူမရလို့သည့်မိဘမဲ့ကလေးတအူးဖြစ်သည်ဟင်း ဒီတွင်းနဲ့ထွက်လာတယ်။ငါနဲ့ရင်းရင်းနှီးနှီးရှိနေပါလား။ဟာငါအင်ရှင်တန်နဲ့တေချောင်မေးကြည့်အောင်ပါပဲ။ထို့သောဖြင့်တော့မိုင်းဒီတွင်းအစိုးသို့ချင်းကပ်၍တင်ဘူးလေကျွန်တော်ပြောပါ။ငါမင်းရဲ့အိမ်ပါရှင်ပါ။မင်းကနော်မိုင်းမဟုတ်လား။ငါမင်းရဲ့အတောင်မှတ်မိတယ်။စကားပြောနေတာကြားပါလေကွာငါ့ကိုဒီတွင်းထဲကနေထုတ်ပေးပါ။ ငါမေးကိုစူးချပါမယ်ကွာကုညီပါဟုတ်ဟုတ်တတိကျွန်တော်ကုညီပါမယ်ဗျာထို့သောဖြင့်တတိကိုစကားပြန်ပြီးနောက်နော်မိုင်ဒီခြေကုပ်စကန်ချရန်သူ့တွင်ပါလာသောပစိနှင့်တပင်ကြီးတပင်ကိုခုန်လေသည်ထို့နောက်အပင်ကြီးအားတွင်နီးသို့ဆွဲ၍နောက်ထပ်ပါလာသောကျူတချောင်းကိုထုတ်ကကျိုး၏အစွန်တစ်ဖက်ကိုလှဲထားသောအပင်တွင်ချီ၍ ကျန်တစ်ဖက်ကိုမူခြေကုတ်ဟုခေါ်သောခြေတောင်းဖြင့်နေ၍ရသောကျိုးကွင်းတစ်ခုပြုလုပ်လိုက်လေသည် ထို့နောက်ကျိုးအားတွင်းထဲသို့ဖြင်းညင်းစွာဂယုတဆိုင်ချလိုက်လေသည်သို့ဖြစ်၍မိနစ်နည်းငယ်ကြာသောအခါနော်မိုင်သည်ခြေကုတ်ပေါ်သို့တစုံတစ်ယောက်တက်လာသည်ကိုသတိပြုမိ၍ကျိုးအားအပေါ်သို့ဆွဲတင်လိုက်လေသည် တွင်းဝါသို့ရောက်သောအခါတွင်ကျိုးဤခြေကုတ်အထက်ရှိပါလာသောအရာမှာတတိမဟုတ်ပဲ ဘုံဘုံတကောင်ဖြစ်ကြောင်းကိုထူးဆန်းအံ့ဩစွာတွေ့လိုက်ရသဖြင့်နော်မိုင်သည်အနှဲငယ်ထိတ်လန့်သွားသည်ဘုံဘုံကြီးလည်းနော်မိုင်ဤသူထိတ်လန့်၍အတန်ကုံအော်ဟစ်ပြီး ခြေကုပ်ထမှခုံချကတောနှက်ထဲသို့ပြေးသွားလေသည်အင်းဒီပုံစံတိုင်းဆိုတော့တဲ့နဆိုးတွေစုံးမတွေကငါ့ကိုလှည့်စားဘူးငါအင်ရှင်ရဲ့အတန်ကိုတူပါပြီးထောင်ကျောက်ဆင်းလာတာဖြစ်မယ်ဒီပုံစံတိုင်းဆိုမဖြစ်ဘူးငါဒုက္ခကြီးကြီးရောက်သွားနိုင်တယ် ဒီနေရာကနေမြန်မြန်ပြန်မှာပြီလောမိုက်သည်ထိုသူ့ပြောကတော်ရဲမှထွက်ရန်ဆုံးဖြတ်၍တွင်းနီးမှထွက်ခွာသွားရန်ပြင်သည်ထိုစဉ်ထိုအချင်းရာတို့ကိုကြားနေရသူတထေသည်ဟေးလောမိုက်ရေငါ့ကိုမထားခဲ့ပါနဲ့ကွာငါ့ကိုကယ်ပါမင်းငါ့ကိုကယ်လို့ရှိရင်မင်းအခုနေနေတဲ့တဲကိုငါမင်းကိုပေးမယ်။အင်းဒီစကားအမှန်ဆိုရင် တဲပိုင်မရှိတဲ့ငါ့အတွက်တဲတလုံးပိုင်ဆိုင်ရမယ်ဆိုတာဝမ်းသာစရာပဲတထဲချန်နေငါးနေရတဲ့အထက်ပူအဆင်ပြေသွားတယ်ဘောထို့တို့တွေကနော်မိုင်ဒီရှေ့အတိုင်းပင်ခြေခုပ်ကြိုအားတွင်းနေသူချပေးလေသည် ထို့နောက်အလေးချိန်တစ်ခုကိုခန်းစားရ၍ကြိုအားအပေါ်သို့ဆွဲတင်ရယခုတခါလေးတော့အလေးချိန်သည်အစောကနေမတူ အနှဲငယ်ပေါ်ပါသည် ထို့သို့ဖြင့်ကျိုးကိုအဆုံးသီးဆွဲပြီးချိန်တွင် ခြေကုပ်ပေါ်တွင် ပါလာသောအရာအားတွေ့ရ၍ဒုတိယအကြိမ်အံ့ဩသွားရပြန်သည်ဟာထပ်ပြီးတထေးမဟုတ်ပြန်ဘူးလားနော်မိုက်စကားကိုကြားသောအခါမြောက်သည်ခြေကုပ်ပေါ်မှဆင်း၍နော်မိုက်အားအလေးပြုကာတောအုပ်ထဲသို့ပြေးသွားလေသည်ကျိုးဆွဲတင်လိုက်တိုင်းပါလာသောအရာတို့မှာတတိမဟုတ်သည့်အတွက်နော်မိုင်းသည် အခါကအံ့ဩရ၍အိမ်ပြန်ဖို့ပင်ထပ်၍ဆုံးဖြတ်လိုက်သည် ထို့စဉ် နော်မိုင်ရေနော်မိုင်ငါ့ကိုမထားခဲ့ပါနဲ့အိုးငါ့ကိုကဲပါအိုးငါ့ကိုကဲရင်မင်းအတွက်မင်္ဂလာပွဲစီစဉ်ပေးပါမယ်ကွာသူစကားကိုကြားတော့အခါနော်မိုင်သည်ဒီတခါတော့တထင်းဖြစ်လောက်မယ်ထင်ပါတယ်။ तू ကလွင်ရင်ဘယ်သူမှငါမင်္ဂလာပွဲရှိတာသိတာမဟုတ်ဘူး။ထို့သူတွေကကြိုအားတတိယအချိန်ထမှန်၍ချလိုက်ပြန်ရာ။ တတိချီကိုပေါ်သူတယံဝီနှင့်အနေငယ်များဆောင်ခဲ့တော်လဲဤအချိန်တွင်မူတွန်းအားကိုမခံစားရကျိုးအားအပေါ်သို့ဆွဲတင်လိုက်သည်ထိုစဉ်ကျိုးတွင်ပါလာသောအရာမှာတတိမဟုတ်သည့်မွေတကောင်ဖြစ်နေပြန်ရာနှောမိုင်းသည်လဲတပ်ပြင်းတစ်ချက်ချလိုက်လေသည် မွေသည်လဲတွင်းဝါသို့ရောက်သည်နှင့်တပြိုင်နက်ရှောင်၍တော်ရဲသူပြေးသွားလေတော်သည်ဟင်းဒီတွင်းနဲ့ထွက်လာတဲ့အတန်ငါဆက်ပြီးနားထောင်နေပြီးမှမဟုတ်တော့ဘူးဒုက္ခပဲရောက်မှာ ချိန်ရတဲ့နောက်ကျနေပြီအခုချက်ချင်းထွက်သွားလိုက်တာပဲကောင်းပြီထို့တို့တွေကထွက်သွားရင်ပြင်ချိန်တွင်မောင်မိုင်းမတော်ပါနဲ့အိုးအခုတွင်းနေမှာငါတယောက်ပဲကြံတော့တယ်ကျေးဇူးပြုပြီးငါ့ကိုမြန်မြန်ကူညီပေးပါကွာငါရဲ့စီးတဲ့ဥစ္စာအားလုံးကိုမင်းကိုပေးပါမယ်ကဲဟိုဒီတွင်းနေကိုချိုးချတာဒီတစ်ခါနောက်ဆုံးမဖြစ်နိုင်ဘူး ခြားသူတွေကိုချင်နာပြီးကုညီတက်ဖို့ဟာဘာမှကုန်ကြတာမဟုတ်ဘူးဒါပေမဲ့ဒီတခါတော့ချိုးချတာနောက်ဆုံးပဲကွာ No mighty ထို့သို့ပြောဆိုရင်ကြိုးအားတွင်တဲ့သူပြချရေးပြန်ဆွဲတင်တော့တတိသည်ခြေကုပ်ပေါ်တွင်အာရင်ချင်းနေစွာဖြင့်ကုတ်ပါလာသည်ကိုတွေ့လိုက်ရသည်တောင်ရဲ့တိုင်မဲ့အိယာမစားရသဖြင့်ခန္ဓာကိုယ်သည်လွန်စွာအာရင်ချင်းနေကဖြင့်လမ်းပင်မလျှောက်နိုင်တော့ပင် နော်မိုင်သည်တတိအားတွဲကူ၍သူ့တွင်ပါလာသောအစာနှင့်ရှည်အားတိုက်ခါအိမ်သို့ပြန်လိုက်ပူပေးခဲ့သည်။သို့ဖြစ်၍တတိအိမ်သို့ရောက်သောအေးနော်မိုင်ကြီးမင်းလုံးတင်လုံးထိုက်တာကိုလုံးခဲ့ပြီးပြီ။ဒီတော့မင်းရဲ့တဲကိုမင်းပြန်လို့ရပြီ။ထို့သို့ပြောသောအခါနော်မိုင်သည်ဟင်းတတိရဲ့အပြုံမှုနဲ့သဘောထားတော်လေးထူးဆန်းနေတယ်။သူ့ကိုတွင်းနေ ကယ်ခဲ့တော့လွယ်ခဲ့တာတော့မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ငါသူ့အသက်ကိုကယ်ခဲ့တာပဲ။အဲ့ဒါအရေးကြီးဆုံးပဲ။ထိုတို့တွေကနော်မိုင်းသည်တဲသူပြန်လာခဲ့သည်။နောက်ကျင်းသူရောက်တော့အခါနော်မိုင်းသည်တွင်းထဲကျနေစဉ်တတိပြောခဲ့သောစကားများကိုတတိယသဖြင့်တတိအိမ်သို့သွားလည်သည်။အိမ်သို့ရောက်တော့ပြိုတကမှု အိမ်မှာတတိရှိလားဗျာ။ အေးရှိရကွာနှမရဘာကြောင်းချောင်းမလားလာရှာရလဲကွာဒီလိုပြဟိုနေ့ကတထေးတော်တဲ့ကတွင်းနဲ့ပြုတ်ကြတော့ကျွန်တော်အပေါ်ပြန်ဆွဲတင်ပေးလိုက်တာအဲတထေးကကျွန်ုပ်ကိုစုချမယ်လို့ဂရိပေးရလို့ပါဗျာဒါဖြင့်ခနာဆောင်ကငါတထေးကိုသွားပြောလိုက်အောင်မယ်ထို့သူဆိုကတကားမူသည်တထေးအားနော်မိုင်းသာတွေ့ကြောင်းနဲ့ နော်မိုင်ပြောသည့်စကားများကို ပြန်ပြောပြနေသည်ထိုစကားတို့ကိုကြားသောအခါတတိသည်အေးနေပါဦးနော်မိုင်ကငါတိုးထဲမှာတွင်းနဲ့ပြုတ်ကြတဲ့အကြောင်းရွာသားတွေကိုတွားပြောရင်ရှက်စရာကြီးအကုန်လုံးကငါ့ကိုလောင်ပြောင်ကြတော့မှာပဲဒါပေအကုန်လုံးမူသားတွေပဲလို့ပြောရမယ်တတိသည်ထိုတို့တွင်၍နော်မိုင်အား မူတာပြောသောအပြစ်သားနေဖြင့်ဖန်စီကကျောသို့ကျင်းကျန်25ချက်ရိုက်စီလိုက်သည်ထို့အပြင်နောက်နောက်မူတာမဆိုရဲအောင်အတင်းချက်ရိုက်ပါဟုပင်ထပ်ဆောင်ဆိုလိုက်သည်သည်ထို့သို့ဖြင့်နော်မိုင်းသည်ကျင်းကျန်တို့ကြောင့်လွန်စွာနာကျင်နေရ၍ဝမ်းနည်းစွာဖြင့်အိမ်သို့ပြန်လာခဲ့ရသည်အိမ်သို့ရောက်သောအိမ်ပေါဝါရှိတက္ကမနာတွင်ရည်နေသောဝဝင်တကောင်ကိုတွေ့လာရ၍ ၆ရက်တကြာဖြစ်ကအိမ်ထဲသို့ပြေးဝင်မိရာအထက်ရှိကလထိုင်လက်တွင်ရစ်ပတ်နေသောမွေးတကောင်ကိုလည်းတွေ့ရပြန်သည် ထို့သို့ဖြင့်ထူးဆန်းသည့်ဟုတွေးကတေချာပြန်စဉ်းစားကြည့်တော့ထိုနှကောင်တို့သည် တောထဲရှိ တွင်းထဲမှ သူကယ်ခဲ့သောဘုံဝင်နှင့်မွေသားဖြစ်ကြောင်းသိရ၍စိတ်သက်သာရရသွားသည်ထိုစဉ်ဘဝဝင်ကြီးချမ်းမှ မင်းနွားတင်ကုတ်ကိုတွားပါမင်းတွယ်မင်္ဂလာလဆောင်ဖြစ်နွားမတကောင်ငါလက်ဖွဲ့ထားတယ်ထုံစင်းတကားခေါက်တန်ထွက်ပေါ်လာ၍တကားခွင်လာရာရှေးကနော်မိုင်းခဲ့ခဲ့သောတိုးရဲကမြောက်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်မင်းမင်္ဂလာဆောင်အတွက်သုံးဖို့ထင်းရင်ငါယူလာခင်မယ်အဲ့အလာပြောရနော်ငါတို့ပြန်လာခင်မယ်ထို့တို့ဆိုပါ အတန်ကြာသောအခါထိုးမြောင်းနှင့်တခြားမြောက်အပေါင်းဖော်တို့သည်ထင်းများတင်လျက်ပြန်ရောက်လာကြသည် ထို့နောက်ကလထိုင်လက်တွင် ရစ်ပတ်နေသောမြွေသည်လည်းကလထိုင်ချင်းရင်းတွင် အဖိုးတန်စင်ကြုံကို ထားလိုက်၍နော်မိုင်းဒီအဖိုးမဖြတ်နိုင်တဲ့စင်ကိုငါမင်းကိုမင်္ဂလာလက်ဖွဲ့အနေနဲ့ပေးတယ်ထို့သောဆိုကအတန်ငယ်ကြာသောအခါ ဘုံဝင်မြောင်းနဲ့ငွေတို့သည်နော်မိုင်းတဲအင်ကလေးရဲ့မှာကိုစီထွက်သွားကြလေသည်၎င်းတို့သုံးဦးပြန်သွားကြတော့အခါနော်မိုင်းသည်ပစ္စည်းများကိုတေချာစွာကြည့်၍ဟင်းဒီစင်ညိုငါစီးထဲမှာတွားရောင်းရင်ပတ်ဆိုင်ရမယ်ပတ်ဆိုင်ရရင်ငါအင်ဝယ်လို့ရပြီဟုတ်တယ်ငါအင်ဝယ်လို့ရပြီထို့တို့ပြောကနော်မိုင်းသည်ချက်ချင်းပင်ရေးထဲသို့သွား၍ ချိန်ဝယ်သည့်ဖောက်တယ်များကိုရှာလေသည် ထိုတို့ရှာဖွေတွေ့တော့အမောင်ကဒီစင်ကိုဈေးဘလောက်နဲ့ထားကျင်ပါတလဲထိုတို့မေးတော့ခါညောင်မိုင်သည်စင်ဤတံမိုးကို နားမလည်တော့ကြောင်းဤသို့ပြောနေသည်ငါးတောင်ကျက်နေရောင်းမယ်ဗျာထိုတို့ပြောတော့အခါညောင်မိုင်ယူသည့်တံမိုးသည်စင်ဤတံမိုးထက်အစပေါင်းများစွာနည်းနေသည်ကို သိလာရရွေး တန်နေရဝင်ပါဒီလိုအဖိုးတန်တဲ့စိန်ကိုမင်းဘလို့ခိုးလာခဲ့တယ်လဲမင်းခိုးလာခဲ့တာမလားအဲ့ဒါမို့လို့မင်းအခုလိုဈေးပပိုးနဲ့ရောင်းနေရမလားဟုတ်တယ်မလားဘာဗျာထိုးထိုးပြောခံရသည့်အခါနော်မိုင်းသည်လွန်စွာမှပင် စိတ်ဆိုးသွားရင်းစင်ကို မြည်တိမြေပုံပိုင်ဆိုင်လာခဲ့ကြောင်းအသေးစိတ်ရှင်းပြလေသည်သို့သောယုံသိလူဟု၍ တဦးတယောက်မြပင်မရှိပင်ထိုပင်မကသည်နော်မိုက်အားစိန်ခိုးသည့်တကူဆွဆွဲကတရားယုံသူတင်လိုက်ကြနေသည်ဤသို့ဖြင့်တရားယုံသူရောက်တော်အခါကဲတရားမြတ်တာဆိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ငါတို့ဘာတစ်ခုမှဖုံးကွယ်မထားပဲဒါလို့အဖိုးတန်တဲ့စိန်တလုံးမင်းဘလို့ပဲပုံနဲ့ဘသူစီရရခဲ့တယ်ဆိုတာကိုအမှန်အတိုင်းပြောဆိုပါထိုစဉ် နှော်မိုင်းသည်ရှင်းနီးတူအစအဆုံးပြန်ရှင်းပြနေသည်သို့တော်အေးကွာမင်းပြောတာတွေကမှန်ကောမှန်နေနိုင်တယ်ဒါပေမဲ့တက်သေးတွေရှိမနေပဲငါတို့ကယုံလို့မရဘူးအဲ့တော့မင်းတက်သေးလို့တက်သေးတွေကချင်းမမပါတရားသူကြီးမင်းစကားမဆုံးသေးခင်ပါဘင်းဘဝင်သည်ယုံထဲသို့ဝင်လာ၍တရားသူကြီးရှိရင်ရက်လိုက်နေသည် သူ၏နေဘင်းတွင်ရပတ်ထားသောမွေတကောင်နှင့်ကျောကုန်းထက်တွင်မူမြောက်ကိုတင်ဆောင်ထားသည်။နော်မိုင်းပြောတာအကုန်မှန်နေပြ။ခမည်းတော်တွေကမန်တဲ့သူကိုမှားတယ်လို့ဆွဆွဲတဲ့သူတွေပဲ။မတို့တွင်ထဲမှာအတူရှိတော့တထေးကိုအပိုင်ပိုင်မဖြစ်ဖြစ်မိလို့စိတ်မကောင်းဘူး။ထို့တော့ပြောဆိုကကျေးဇူးတင်ကြတော်ဝဝင် မွေနှင့်မြောက်တို့သည်တရခုံမှထွက်သွားကြလေသည်။ ကျေးဇူးမတိသက်တော့တတိကိုမူတရားသူကြီးသည်အေးမင်းလားကွာကို့တကူကဲကဲတဲ့သူကိုကျေးဇူးတရားမဲအစားရိုင်းနဲ့ပြီးထောင်းချခိုင်းနေဒီအတွက်မင်းမအမှုရှိသွားပြီအရာရှိတို့သူ့ကိုဖမ်းဆီးစေထို့သူဖြင့်တတိကိုဖမ်းဆီးနိုင်၍တဖန်နော်မိုက်ဘတ်တို့လှဲ့ကမြင်းမြတ်တဲ့စိတ်ထားရှိပြီ အမှန်ကိုအမှန်တိုင်းပြောတတ်တဲ့နော်မကြီးမင်းကိုလှုပ်ပေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါတရားသူကြီးမင်းကျေးဇူးပါထို့သူဖြစ်နော်မိုင်းသည်လိုလက်စွာဖြင့်ပျော်ရှင်စွာ နေထိုင်သွားလီတော့သည်ကဲဒီတော့ပုံမြင်လေးရဲ့ဆက်ကြောင်းကတော့ဒီလောက်ပါပဲရှင်လောကမှာ ခုညီတက်တဲ့သူတွေဟာအစုံမှဆုလက်ကိုရသွားပြီးဒီဆက်လန်ရဲ့ယေရှုကန်းတဲ့သူဖြစ်တဲ့တထဲလိုလူမျိုးတွေကတော့အစုံမှပျက်စီးခြင်းကိုမလဲမသိကြုံကြရတတ်ပါတယ်။ကဲပုံမြင်တဲ့ဆက်မှုလေးလေးပြီးသွားပြီဆိုတော့ဒီတစ်ခါအလဲကြားတဲ့အပိုင်းလေးကတော့ကျမတို့တွေဒီယေရှုတရားဆိုတဲ့ပုံမြင်လေးတက်ကနေပြီးတော့ဘလို့အတိပညာဗဟုတတရတွေနဲ့မှတ်သားစရာတွေရှိနေမလဲဆိုတာကိုတင်ပြပေးမယ့်အပိုင်းလေးပဲဖြစ်ပါတယ်။ ဆိုတော့ဒါရီအလုံးကကျမတို့အုပ်စုနမစင်လေးရဲ့အဖွဲ့ဝင်လေးကောက်နှုတ်ထားတဲ့ကောက်နှုတ်ချက်လေးတွေပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးတစ်ချက်အနေနဲ့ကတော့ဂုံအာနာနဲ့စီးချိန်ဥစ္စာတက်မှတ်ခြင်းတွေကလူတို့ရဲ့စိတ်ကိုပြောင်းလဲစေနိုင်ပြီးတော့စိုးကျိုးတွေကိုလည်းတည်ဆောင်လာချက်ပါတယ်။ ပုံမြင်ထဲမှာရှိတဲ့တထေးကြီးဟာဆိုရင်မူလအစပိုင်းထဲမှာအသက်လူနေရတဲ့အချိန်အဲ့ဒီအချိန်မှာကျင်နာရတဲ့သဘောရှိတယ်အဲ့ဒီအကြောင်းမို့လို့ပဲတွင်းထဲမှာရှိတဲ့သူနဲ့အတူကြနေတဲ့ဝက်ဝွန်မြောင်းနဲ့မွေတို့ကိုသူအရင်ခြေကုပ်ပေါ်သို့တက်စီပြီးတွင်းထဲကနေကယ်ခဲ့တယ်ဒါပေမဲ့သူကဂုံထဲငွေသူ့လက်ထဲပြန်ရောက်လာတဲ့အချိန်မှာတော့အဲ့ဒီစိတ်တွေပျောက်သွားပြီးနော်မိုက်အပေါ်မတရားတဲ့လှုပ်ရက်ကိုလုံးမိလိုက်တယ် အဲ့တော့အဲ့ဒီမတရားတဲ့စိတ်ကပဲနောက်ဆုံးမှသူ့ကိုပြန်လဲထိခိုက်စေပါတယ်။တတိယဟာမတရားမှုတွေလုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှဆိုရင်တရားဥပဒေရဲ့အပြစ်ဒဏ်ပေးခြင်းကိုလည်းခံခဲ့ရတယ်။ဒါကမတရားတဲ့လုပ်ရက်တွေဟာခဏတအောင်မြင်နေပုံရပေမဲ့နောက်ဆုံးမှကိုယ့်အတွက်စိုးကျိုးတွေကိုတည်ဆောင်လာတတ်တယ်ဆိုတာကိုသတိပေးနေတာပဲဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ကတော့ normal ရဲ့စိတ်ထားနဲ့အဲ့ဒီစိတ်ထားအပေါ်ကိုအခြေခံပြီးတော့ဖြစ်လာတဲ့အောင်မြင်မှုပါ normal ကတွင်းထဲမှာဘာအန်ရဲ့ရှိနေနိုင်လဲဆိုတာတေချာမသိတာတောင်မှတတိယရဲ့စကားကိုနားထောင်ပြီးတော့အကူအညီပေးခဲ့တယ်။အကူအညီပေးတဲ့နေရာမှာလည်းသူစိတ်ချရှည်နဲ့အဆုံးထိအကူအညီပေးခဲ့တယ်။ဒါမဲ့လည်းနားထောင်တဲ့သူတွေရွေးတည်တဲ့အတိုင်း သူ့အတွက်ဇာတ်ကြောင်းကမလာခဲ့သေးပါဘူး။အဲ့ဒီလိုမလာခဲ့ပေမဲ့အမှန်တရားကပြောင်းလဲမသွားခဲ့ဘူး။နော်မယာမဟုတ်မမှန်ဆွဆွဲခံရပေမဲ့နောက်ဆုံးမှာတူကယ်တင်ခဲ့တဲ့ဒရိတ်ဆန်တွေရဲ့တတိကံအချက်အရာအမှန်တရားပပောက်လာခဲ့ပါတယ်။ဒါကမတရားမှုတွေဘလောက်ပဲကြီးမားနေပါစေအမှန်တရားဟာဒီနေ့မှထင်ရှားလာပြီးတော့အောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်ကိုပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ကုညီချင်းရဲ့တန်မိုးကကြီးမားတယ်ဆိုတာပါပဲ။နော်မိုင်ဟာတချေးကိုစေစနာထားပြီးကုညီပေးခဲ့ရပေမဲ့ကျေးဇူးတုံ့ပြန်မှုမရခဲ့ပါဘူး။ဒါပေမဲ့သူကယ်တင်ပေးခဲ့တဲ့တလိษံတွေစီကနေမမျော်လင့်မဲ့အခုအညီနဲ့လက်ဆောင်တွေကိုပြန်ရခဲ့ပါတယ်။ဒါကသူတပါးကိုကုညီခဲ့တဲ့အခါမှာချက်ချင်းအကျိုးမခံစားရရင်တောင်နောက်မှကောင်းကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုပြတ်တောက်နေရပဲဖြစ်ပါတယ်။ဒါအပြင်တစ်ဆက်တည်းတွင်ကနေကယ်ထုတ် ုက်တဲ့အခြားအကောင်တွေကတရိษံဖြစ်ပေမဲ့ဂျေစုတရားကိုလူတထေးထက်ပင်ပို့ပြီးတော့တိကျခြင်းနဲ့ပေါ်ပေါ်ရတာကိုလလနဲ့မယူတတ်တဲ့စိန်ကုံတယ်ရဲ့လူကြီးသူကောင်းပိတာပုံအဲ့အရာတွေကိုလည်းတွေ့ခဲ့ရမှာပဲဖြစ်ပါတယ် ဆိုတော့ဒီညီကောင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီပုံမြင်ကိုဖတ်ရှုရခြင်းဖြင့်တရိစ္ဆာန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ် normal လို့ကျင်နာတတ်တဲ့စိတ်ဓာတ်မျိုးထားရှိတင်ပါတယ်။ပုံမြင်ထဲမှာဆိုရင်လူတွေထက်တရိစ္ဆာန်တွေကပို့ပြီးတော့ကျေးဇူးတရားကိုနားလည်ပါတယ်။အဲ့ဒီအချင်းအရာကတရင်တကြားဒီကဘာကြီးပေါ်မှာဖြစ်ပျက်လာတဲ့လူသားတွေရဲ့ဒီကျေးဇူးမတိကျက်လို့တဲ့စိတ်နဲ့မိမောင်းထုတ်ပြနေသလိုကျေးဇူးမတိကျက်သူကိုလည်းကျေးဇူးတရားဆိုတဲ့ဒီအပြစ်ဒဏ်ကြီးကနေအစဉ်အမြဲတန်ခတ်နေပါလိမ့်မယ်ဟုပြောပြနေချင်တာပါ။ဒီတော့ဘလို့ ိုပဲကြည်ကျခမ်းနားနေပါစေမိမိရဲ့ကျေးဇူးရှင်ကိုစော်ကားခဲ့ရင်အဲ့ဒီကြည်ကျချမ်းသာမှုတွေကလည်းတဟုန်ချင်းကြောက်ဆုံးသွားမှာဖြစ်ပါတယ်။ပုံမြင်ထဲမှာဆိုရင်နော်မိုင်ဟာစင်ရဲသားဖြစ်နေပေမဲ့တထေးကြီးထက်ပိုပြီးတော့စိတ်ကောင်းစည်နာရှိနေကြောင်းကိုတွေ့နိုင်ပါတယ်။ဆိုလိုတာကဒီလောကကြီးထဲမှာလူစင်ရဲပေမဲ့စိတ်ထားကောင်းတဲ့နော်မိုင်လိုလူသားတွေအပေါ်မှာဖိနေခြင်းတွေများစွာကိုတွေ့ရှိနေရပြီးတော့အဲ့ဒီအပြုအမူအဆုစုတို့ကိုအကင်းပပြစေချင်ပါတယ်။ ဟုတ်ကဲ့ပါဒီတော့ကျမတို့ရဲ့ဒီပုံမြင်လေးကပြီးပါပြီပုံမြင်လေးထဲမှာဆိုရင်တော့ပေးကျင်နေတဲ့ဒီအသိပညာတွေပြီးတော့ဒီသဘောတရားတွေကိုလည်းပြီးပြီဆိုတော့နောက်ဆုံးအနေနဲ့နှုတ်ဆက်ရမယ့်အချိန်ကိုရောက်ရှိလာပါပြီဒါကတော့ကျမတို့ရဲ့ဒီအုပ်စုနံပါတ်စဉ်၄ရနေပြီးတော့စူးစမ်းရွတ်တာဖို့တခွားအဖွဲ့ဝင်လေးတွေပဲဖြစ်ပါတယ် ဒီတော့နောက်ဆုံးအနေနဲ့ကျမတို့ရဲ့ဒီကျေးဇူးစရရဆိုတဲ့ပုံမြင်လေးမှာတင်ဆက်မှုကနားထောင်နေသူတွေအတွက်လည်းဒီတစိတ်တပိုင်းကနေပြီးတော့အတွေ့လေးကိုစီရရှိသွားမယ်လို့မျှော်လင့်မိပါရယ်။နားထောင်ပေးခဲ့ကြတဲ့ teacher နဲ့တန်ငယ်ချင်းတွေအားလုံးကိုလည်းကျမတို့ဒီအုပ်စုနံပါတ်စဉ်လေးရနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ရှင်။အားလုံးပျော်ရွှင်စရာကောင်းသောနေ့လေးတစ်နေ့ကိုပတ်ဆိုင်နိုင်ကြပါစေ။